မြန်မာနိုင်ငံမှာသတင်းထုတ်သတင်းအမှားတွေကိုလက်နက်တစ်ခုတစ်ဖွဲ့အသုံးပြုနေတယ်လို့ Human Rights မြန်မာက ထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီဟာနိုင်ငံပိုင်ရုပ်သံမီဒီယာတွေနဲ့သတင်းစာတွေကနေဝါရဖြန့်သတင်းအမှားတွေဖြန့်ချီနေတဲ့အပြင်အွန်လိုင်းကနေတဆင့်လဲသတင်းအမှားတွေကို ဖြန့်ဝေပြီးပြည်သူတွေရဲ့အမြင်ကိုလှည့်ပြားဖို့လှုံ့ဆော်နေတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်စစ်ကောင်စီဟာ တရင်အမဖြန့်ဖြူးရေးအတွက်စစ်သားထောင်သားများစွာနဲ့စနစ်တကျဖွဲ့စည်းပြီးလှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။လက်ရှိဒီဗီဖက်ချက်ကစစ်စစ်ထားတဲ့တရင်အမတွေထဲမှာလဲစစ်ကောင်စီလက်အောက်ခံ Telegram Channel တွေကဖြန့်ဝေနေတာကိုအများပြားပါဝင်နေတာတွေကိုလည်းတွေ့ရှိနေရပါတယ်။ စစ်ကောင်စီလက်အောက်ခံ lobby တွေကို Telegram channel တွေမှာအများဆုံးတွေ့ရပြီး TikTok, YouTube နဲ့လက်တလုံးမှာ Facebook ပေါ်မှာပါပြန်လည်အခြေချပြီးသတင်းအမှားတွေထုတ်လွှင့်ဖို့ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ တရင်အမားတွေဖြန့်ဝင်နေတာမှာစစ်ကောင်စီဘက်ကစနစ်တကျလှုပ်ဆောင်နေတယ်ဆိုတဲ့အချက်ကို channel တွေအချင်းချင်းချိတ်ဆက်ဖြန့်ဝင်နေတာနဲ့စစ်ကောင်စီ lobby တွေကိုယ်တိုင်ကသူတို့ကိုယ်တိုင်စစ်သားတွေဖြစ်တယ်ဆိုတာကိုရေးသားထားတာတွေအရာအတီးပြုတ်နိုင်ခဲ့ပြီး DV fact check ကဖြန့်ဝေတဲ့ online သွေးထိုးမြေပြင်စစ်ထိုးစာတမ်းမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီလိုစစ်ကောင်စီဟာသတင်းအမှားတွေကိုရည်ရွယ်ချက်ရှိရှိဖြန့်ဝေခဲ့တာမှာဝင်းညီမိတာယုံဆရာတော်ကြီးပြန်လွန်တော်မူခဲ့တာ PDF လက်ချက်ဆိုပြီးစစ်ကောင်စီထိန်းချုပ်သတင်းစာစစ်ကောင်စီထိန်းချုပ် channel တွေဖြစ်တဲ့ MRTB မြောက်ရီ channel တွေနဲ့စစ်ကောင်စီလက်အောက်ခံ Telegram channel တွေကနေတချိန်တည်းလိုလိုသတင်းအမှားတွေကိုဖြန့်ဝေခဲ့တဲ့ဖြစ်စဉ်ဟာအထင်ရှားဆုံးဖြစ်ပါတယ်။ဒီလိုလောက်ရက်ကိုကြည့်မယ်ဆိုရင်စစ်ကောင်စီဟာသတင်းအမှားတွေပြန့်နှံ့ဖို့အတွက်စနစ်တကျလှုံ့ဆော်နေတာသိသာနေပါတယ်။ဒီလိုစစ်ကောင်စီက သတင်းမှားတွေလက်နက်တပ်ဖွဲ့အုံပြုတ်နေတာနဲ့ပတ်သက်ပြီး Human Rights Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကအခုလိုပြောဆိုခဲ့ပါတယ်စေယုတ်ချုပ်ရေးကောင်စီကမဟုတ်မမှန်တဲ့တင်းတွေကိုလက်နက်တစ်ခုဖြင့်တုံးပြပြီးစန့်ညင်ချက်တွေကိုညင်းပယ်ပြီးသူတို့ရဲ့အာဏာကိုပုံမတီမြဲစေဖို့ကြိုးစားနေပါတယ်။ဒါဟာထုတ်ပြောဝင်တဲ့တင်းချက်လက်ဆိုင်ရာလွတ်လပ်ခွင့်ကိုထောက်လန်းဖောက်ထွင်းနေတာဖြစ်ပါတယ်။ ပြည်တော်စီမံအုပ်ချုပ်ရေးထိန်းချုပ်ထားတဲ့မီဒီယာတွေနဲ့ဗဟိုတည်ထားတဲ့ digital လှုပ်ရှားမှုတွေကနေတစင်အမှန်ကိုမှားယွင်းစေတဲ့အကြောင်းအရာတွေကိုပြန့်စေပြီးသူတို့ကိုဆန့်ကျင်တဲ့သူတွေကိုအကြမ်းဖက်တွေလိုသတ်မှတ်ပြီးအမှန်တရားကိုဖျက်ဆီးပါတယ်စစ်တပ်ရဲ့မဟုတ်မမှန်လှုပ်ချန်သတင်းတွေထုတ်လွှင့်မှုကအကန့်အသတ်မရှိပါဘူးအကောင့်တွေ proxy channel တွေကနေတစင် social media platform တွေကိုလွှမ်းမိုးပြီးသတင်းအတွက် digital platform တွေကိုအားကိုးတဲ့သူတွေတန်ပေါင်းများစွာစီကိုရောက်တယ်ဒီလိုစနစ်တကျချက်လက်ထားတဲ့သတင်းချက်လက်တွေကအများပြည်သူတွေရဲ့အမှန်တရားကိုတိုက်ရိုက်ထိခိုက်စေပါတယ် စစ်ကောင်စီဟာသတင်းအမှားဖြန့်ချီရေးကိုလက်နက်တပ်ဖွဲ့အတုံးချနေတဲ့အပြင် DVB အပါအဝင်လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းမီဒီယာတွေကိုလည်းပြည်ရင်းမှာရှင်တန်ရက်တီလို့မရအောင်လှုပ်ဆောင်ခဲ့တဲ့အပြင်သတင်းထုတ်တွေကိုလည်းအာဏာသိမ်းတဲ့အချိန်မှစပြီးလက်ရှိအချိန်ထိဖမ်းဆီးထောင်ချတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တာပါ။ဒါကြောင့်စစ်ကောင်စီရဲ့အင်းနဲ့အားနဲ့လှုပ်ဆောင်နေတဲ့သတင်းအမှားကွန်ရက်ထဲမကြောက်ရောက်စေဖို့အထူးသတိထားကြဖို့အရေးကြီးနေပါတယ်။ သတင်းဖတ်သူတိုင်းအွန်လိုင်းသုံးဆွဲသူတိုင်းသတင်းထုတ်သတင်းအမအန်ရကနေကင်းဝေးစေဖို့မယုံခင်အရင်ဖတ်ချက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။